မြန်မာနေယူခရိုနီကယ်အောက်တိုဘာ14မြင်ကွယ်ဂါဇာစစ်စင်ရေးအဆုံးသတ်တဲ့မြမပြည်ရင်းစစ်အပြစ်ရဲရေးနဲ့ရင်းချင်းရေးအလားအလာအရှေ့လယ်ပိုင်းကပါလက်စတိုင်းနဲ့အစ္စရေးပြည်နာရဲ့ဆိုးရွားဆုံးကာလတစ်ဖြစ်ဖြစ်တဲ့2023ခုနှစ်အောက်တိုဘာလ9ရက်ကနေ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နှစ်နှစ်နဲ့3ရက်ကြာမြင့်တဲ့ဟာမတ်လက်နက်ကိုင်ဖွဲ့ခြေမုံတဲ့စစ်စင်ရေးကပြီးခဲ့တဲ့အောက်တိုဘာ17ရက်နေ့မှာတခန့်ရက်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ဆွန်းဆွန်းကာလတွင်အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဂါဇာကမ်းမြောင်ဒေသမှာနေထိုင်ကြတဲ့ပါလက်စတိုင်းဒေသက9100သက်ဆုံးရှုံးခဲ့ကြတယ်လို့ဂါဇာဒေသကကျမရေးဌာနရဲ့စာရင်းစရာအရာသိရှိရပါတယ်။ဆိုပါ9000ကျော်အရေးအတွက်တဲ့သတင်းမီဒီယာသမား219ယောက် UNRWA လို့ခေါ်ဆိုတဲ့ကုလသမဂ္ဂအကူအညီပေးရေးဝန်ထမ်း129ယောက်ပါဝင်ပြီးအခြားအကူအညီပေးရေးဝန်ထမ်း50ကျော်90မိသားစုသေဆုံးခဲ့တာဖြစ်ပါတယ်။ လိလာသူတွေရဲ့ခံမှန်မှုအရဆိုတေဆုံးသူတွေရဲ့80ရာခိုင်နှုန်းကရက်သားတွေဖြစ်တယ်လို့ဆိုပါတယ်။တေဆုံးသူ9000ဆွန်းဆွန်းမှာ2000ဝန်းကျင်ကကလေးငယ်တွေဖြစ်ပါတယ်။သတင်းချက်လက်တွေကိုချိန်နဲ့မျှမှတ်တမ်းတင်နိုင်ဖြန့်ဝေနိုင်တဲ့ဤပညာခေတ်လိုမျိုးမှာအစ္စရေးစစ်တပ်ရဲ့ဘုံဒုံးကြီးတွေနဲ့မြေပြင်တင့်ကားတွေခင်မိစီရင်ဤပညာအလုံးအသုံးပြုပြီးတိုက်ခိုက်တဲ့စစ်စင်ရေးကိုနေ့စဉ်နဲ့အမျှကိန်းကနန်းတွေရုပ်သံတွေဓာတ်ပုံတွေအင်တာဗျူးတွေနဲ့နှစ်နှစ်ကျော်ကြာ သတင်းထုတ်ပြန်နေခဲ့ပေမဲ့လည်းရက်တက်အောင်တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။အကြသေးခင်လပိုင်းတွေမှာလက်ရှိအစ္စရေးအစိုးရဝန်ကြီးချုပ်စစ်တပ်တို့ကိုစန့်ကျင်မှုတပိမှမှုနဲ့အစ္စရေးနဲ့မဟာမိတ်ဆက်ဆံရေးရှိနေတဲ့နောက်ဥရောပနိုင်ငံအချို့ကနှစ်နိုင်ငံမူဝါဒကိုတိမက်ပြုတဲ့ဆုံးဖြတ်ချက်တွေပေါ်ထွက်လာခြင်းကမ္ဘာကုလသမဂ္ဂမှအစ္စရေးဝန်ကြီးချုပ်မင်ကွန်ပြောခြင်းနိုင်ငံစုံကုလကိုယ်စားလှယ်တွေရဲ့တပိမှောက်မှုကိုခံခဲ့ရပါတယ်။ မျိုးရုံးတပ်ဖြတ်မှုအကြောင်းအရာအတိတ်ပဲဖွင့်ဆိုမှုနဲ့ပတ်သက်တဲ့ကြွမ်းကျင်သူတွေကဂါဇာကမ်းမြောင်စစ်စင်ရေးဟာလူမျိုးရုံးတပ်ဖြတ်မှုဖြစ်တယ်လို့သတ်မှတ်ပြောဆိုသည့်တိုင်အစ္စရေးစစ်တပ်ဆိုရနဲ့ဝန်ကြီးချုပ်တို့ကစစ်စင်ရေးကိုနောက်ထပ်လာနေချီဆက်လက်ဆင်နွှဲခဲ့တယ်လို့အမေရိကန်ပြည်ထောင်စုနဲ့အနောက်ဥရောပနိုင်ငံအချို့ကလည်းအစ္စရေးကိုစစ်လက်နက်စီးရင်းနှီးပညာအကူအညီပေးတာတွေမရဆိုင်ခဲ့ကြပါဘူး 2025ခုနှစ်ထဲမှာတော့အစ္စရေးကဂါဇာကိုရိုက်ခါဖျက်တောက်ပြီးအဲ့ဒီဒေသမှာနေထိုင်တဲ့သူတွေခြားနေရာတွေရွှေ့ပြောင်းထွက်ခွာသွားအောင်လှုံ့ဆော်ခဲ့ပါတယ်။ရိုက်ခါဖျက်တောက်မှုကြောင့်ဂါဇာကမ်းမြောင်ကပါလက်စတိုင်းရဲသားလူထုတွေအနေနဲ့အဟာရချို့တဲမှုကနေအသက်သေဆုံးမှုတွေဖြစ်လာတဲ့အခြေအနေမျိုးထိရောက်ရှိလာခဲ့တာပါ။ဂါဇာကမ်းမြောင်မှာထက်ကလွန်နေထိုင်ရောက်ရှိလာခြင်းမှာအစ္စရေးကိုအားပေးကူညီနေတဲ့နောက်ဥရောပဒီမိုကရေစီနိုင်ငံတွေကဆွေရဖွဲ့တွေကတိတိတသားမူဝါဒမပြောင်းလဲသေးပါဘူး။သို့သော် စစ်ပွဲကာလတစ်လျှောက်လုံးမှာနိုင်ငံတကာကတက်ကြွလှုပ်ရှားသူတွေကစီယုံလုံဆောင်မှုနဲ့ဆန္ဒပြပွဲတွေမျိုးစုတွေမှာသတင်းပတ်ကုံအားလျက်တွေတိုင်းတနေရာမဟုတ်တနေရာမှဖြစ်ပွားလာတာချို့သောတက္ကသူတွေကဣသရေလနိုင်ငံကတက္ကသူတွေနဲ့အဆက်အသွယ်ဖြတ်တဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်လာတာအပြင်ဆိုရဖွဲ့တွေတဲ့တဦးတလေကကျင့်ဝတ်ပိုင်းဆိုင်ရာအပြစ်မကင်းမှုခံစားချက်မျိုးခံစားလာရပြီးဣသရေလဆိုရကိုတစုံတရာအေးအေးယူဖို့ပြောဆိုလာတဲ့အခြေအနေမျိုးတွေပေါ်ပေါက်လာရပါတယ် ရိခါပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ဂါဇာကမ်းမြောင်ကိုနိုင်ငံတကာကတက်ချွတ်လှုံ့ရှားသူတွေကရင်းရင်အုပ်စုတွေနဲ့ရိခါကူညီဖို့လာရောက်တဲ့လှုံ့ရှားမှုတွေလှုံ့ဆောင်လာကြတဲ့ဖိအားတွေလည်းခုလိုအစ္စရေးရဲ့စစ်စင်ရေးရပ်ဆိုင်းမှုဖိအားတွေဖြစ်လာစေတာဖြစ်ပါတယ်။လူရည်နှစ်သန်းကျော်များရှိတဲ့ပါလက်စတိုင်းတွေအနေနဲ့ဂါဇာကမ်းမြောင်ဟာအကျယ်ဝန်းအားဖြင့်နိုင်ငံအချို့ရဲ့ဒေသငယ်မြို့နယ်ခရိုင်တစ်ခုတည်းတောင်တင်းငယ်ကောင်းတင်းငယ်တဲ့မြေဖြစ်ပေမဲ့၎င်းတို့ရဲ့မြေဆိုတဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာနဲ့မွေးရာဘအခွင့်အရေးဆိုင်ရာယုံကြည်မှုတွေကဒီမြေကနေထွက်ခွာတိန်ရှောင်ခြင်းမပြုဖို့ဖြစ်လာတဲ့ကြုံလာတဲ့ဒုက္ခကိုခါစည်းခံဖို့စီးနောင်ထားတဲ့သဘောလို့ယူဆရပါတယ်။ Israel ရဲ့ Gaza ကမ်းမြောင်စစ်စင်ရေးရဲ့ကွဲဝတ်ထားတဲ့ရွေးချက်က Greater Israel လို့ဆိုတဲ့ပုံမူခြေပြင်းကြီးမားတဲ့ Israel နိုင်ငံအိမ်မက်ကို Hamas အဖွဲ့ရဲ့ကြမ်းဖက်တိုက်ခိုက်မှုကိုအကြောင်းပြုပြီးဖော်ဆောင်မှုဖြစ်ပါတယ်။ Israel အနေနဲ့အထက်ကကွဲဝတ်ထားတဲ့ရွေးချက်ကိုမစွန့်လွတ်သေး၍ ဂါဇာကမ်းမြောင်ဒေသရဲ့ငြိမ်းချမ်းရေးကတည်တံ့မှုခက်ခဲပါလိမ့်မယ်။ဟာမတ်စ်အဖွဲ့ရဲ့ဂျမတ်လုပ်ရက်တွေကြောင့်မြေလံစစ်ဆင်ရတာလို့စင်ကြေပေးကောင်းပေးပေမဲ့ဒီစစ်ဆင်ရေးကိုအမိန်ပေးတဲ့အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်နေတန်ယာဟုရောဖက်ကဂါဇာဒေသမှာနေထိုင်နေကြတဲ့ပါလက်စတိုင်းလူမျိုးတွေကပါစစ်ဆင်ရေးရဲ့ရွေချက်ကိုသိနေကြတာလို့ယူဆနိုင်ပါတယ်။ဒီယူဆချက်တွေယုံကြည်ချက်ရည်တည်ချက်တွေကြောင့်ဆိုပါဒေသမှာနေထိုင်နေကြတဲ့ပါလက်စတိုင်းတွေချို့သောနိုင်ငံကဆေးဘေးဒုက္ခတွေလို့ မိမိစာတိနေထိုင်ရနေမျိုးကိုယာယီစွန့်ခွာပြီးတင်းရှောင်ခြင်းမပြုခဲ့ကြတာတွေ့ရပါတယ်။ဒီတကြနေစရာမရှိတဲ့အနေအထားအဆောက်အဦတွေအားလုံးနှိပါဘုံဒုံးကြီးနဲ့ဖျက်ဆီးပြီးပြန်စည်းတွေပြေးနေတဲ့ဒေတာကြီးဖြစ်တဲ့အတိုင်းရှီစုမဲစုအိမ်အသုံးဆောင်တွေကိုကာဆုပ်တွေလဲရီဘော်တင်ပြီးအသက်ဘေးလွတ်ရာရွှေပြောင်းနေထိုင်ရင်အန်တုနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုပင်ဖြစ်စေကုလရှိခါမှာတော့ဂါဇာကမြောင်ကစစ်စင်းကိုနှစ်ဖက်ပြန်လဲတရားခံဖမ်းဆီးပြီးတရားရုံးတင်ခြင်းမရှိတဲ့ ထိမ့်သိမ့်သူတွေလဲလှယ်ပြီးအပြစ်ရဲ့ငြိမ်းချမ်းရေးယူခဲ့ကြပြီဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေးဘလောက်တည်တတ်မလဲခိုင်မာမလဲဆိုတာတော့ခုနေပြောဖို့စောနေသေးတယ်လို့ယူဆရပါတယ်။မြန်မာနိုင်ငံမှာလည်းနိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ်ချုပ်ဆိုတာစနေတင်းတင်းပြည့်တဲ့ခန္ဓာရက်ကိုအော်တိုဘလ15ရက်နေ့မှာနေပြည်တော်မှာကျင်းပပါမယ်။အနာသိန်းထားတဲ့စစ်တပ်နဲ့အပြစ်ရထားတဲ့လက်နက်ကိုင်ဖွဲ့ချို့နဲ့စစ်တပ်ကဆရာရှိကြီးတွေနိုင်ငံပါတီအချို့ကကိုယ်စားလှယ်တွေရပ်ဖက်ဖွဲ့စည်းအချို့တက်ရောက်ကြပါလိမ့်မယ် တစ်ဖက်မှာလည်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်းအေရီကရင်တနင်္သာရီစကိုင်းမကွေးမန္တလေးကချင်ကရင်နီတို့မှာတိုက်ပွဲတွေနေစဉ်နဲ့အမျှဖြစ်နေတယ်လို့လက်ရှိတိုက်ပွဲမဖြစ်တဲ့ဒေသတွေကိုလည်းလေရင်နဲ့ပုံကျဲတာပါရာမော်တာဒရုန်းတွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကနှစ်ပေါင်း90ကျော်80နီးပါးအထိရောက်ရှိလာနေပြီဖြစ်ပေမဲ့ဆုံးသက်နိုင်ဖို့လမ်းမမြင်သေးတဲ့အပြင်2020ခုနှစ်ဆီယနာတိမ့်လိုက်ခြင်းကမြုံနေတဲ့ပြည်တွင်းစစ်မီဓာတ်ကိုအရှိန်ပြန်ရလာစေတာဖြစ်ပါတယ်။ ။အချိန်နဲ့ပြန်တောက်လောင်လာတဲ့ပြည်တွင်းစင်မီကဆီယနာရှင်စနစ်ကိုချုပ်ငြိမ်းစေမဲ့အကြောင်းတစ်ချက်အဖြစ်အများကယုံကြည်ကြပေမဲ့လည်းအာနာသိန်းနဲ့စစ်တပ်ကိုရှင်ပြိုင်တိုက်ခိုက်နေကြတဲ့မိမိတို့မျိုးသားလူမျိုးရေးရည်ရွယ်ချက်နဲ့လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြားဘုံဤမန်းဆက်နဲ့ဘုံလုပ်ငန်းစဉ်တစုတစည်းတဲ့တိုက်နိုင်ကြမှာသာမြန်မာလူလည်ရင်နဲ့ဂျိုးပန်းမှုနဲ့အတူပေါ်ထွက်လာပေမဲ့ဖက်ဆစ်စစ်တပ်အဖြစ်အသွင်ပြောင်းသွားတဲ့အာနာရှင်တပ်ကိုနိုင်ယူနိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ခဲ့ရင်ပြည်တွင်းစစ်ဝဲကရက်နဲ့ရင်းချမ်းရေးဆွေးနွေးပွဲတွေရဲ့တန်လျာတဲ့ကြော်ပြီးတကြော့လဲနေအောင်မဲ့အနေအထားဖြစ်တယ်လို့မြင်မိပါတော့တယ်ရှင်။